များပါခင်ဗျာ NBA သတင်းဌာနရဲ့ဒီကနေ့ match လ28ရက်မှာရရှိထားတဲ့သတင်းတွေကိုကျွန်တော်ခေရန်နန်ကတင်ဆက်ပေးပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့အင်အားပြင်းမင်္ဂလင်ကြောင့်နေပြည်တော်အပါဝင်ဒေသ6ခုထက်မနည်းကိုစစ်ကောင်စီအရေးပေါ်အခြေအနေကြီးညာခဲ့ပြီးဗန်ကောက်မြို့ကိုလည်းထန်းဆွေရကအရေးပေါ်အခြေအနေဖြစ်ကြီးညာခဲ့တဲ့သတင်းမြန်မာဒီမိုကရေစီအရေးအတွက်ချက်နိုင်ငံအထောက်ပံ့ပေးဖို့ဆွေးနွေးရတဲ့တွင်လေးမျက်နှာကစစ်ဘေးရှောင်ပြည်သူတွေကို ကျေးရွာအုပ်ချုပ်ရေးမှုတွေကနေရပြန်လာဖို့ဖိအားပေးနေတဲ့တွင် PDF တွေအနေနဲ့လက်နက်စွန့်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းကိုဝင်ရောက်ဖို့စစ်ကောင်ဆောင်ပြောတဲ့တွင်နေမီအပြေးဝမထင်းရှုံနိုင်တဲ့စကိုင်းတိုင်းတဲကိုတနှစ်ပတ်လုံးခီးသွားမပြတ်ဝင်နေရဆိုပြီးစစ်ကောင်စီတိုင်းဝင်ကြီးချုပ်ဝါရဖြန့်နေတဲ့တွင်ဘင်္ဂလားဒေ့ရှ်အစိုးရအကြံပေးအရာရှိချုပ်တရုတ်နိုင်ငံကိုတရားဝင်ခီးကျင်တွားရောက်ခဲ့တဲ့တွင်အဆရှိတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတွင်ပုံအနေနဲ့ အင်အားပြင်းမင်္ဂလင်ကြောင့်နေပြည်တော်အပါဝင်ဒေသ6ခုတက်မင်းေကိုစစ်ကောင်စီအရေးပေါ်အခြေအနေကြီးညာခဲ့ပြီးဗန်ကောက်မြို့ကလည်းထန်းဆွေရကအရေးပေါ်အခြေအနေအဖြစ်ကြီးညာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတွင်ဒေသ6ခုတက်မင်းေမှာဒီကနေ့မက်လ28ရက်မွန်းလေးပိုင်းကအင်အားခွန်တမခွင်အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့မင်္ဂလင်ကြီးနဲ့နောက်ဆက်တွဲငလင်3ခုတက်မင်းလှုပ်ခတ်ခဲ့ပြီးတဲ့နောက်ဒေသ6ခုတက်မင်းေကိုစစ်ကောင်စီကအရေးပေါ်အခြေအနေကြီးညာလိုက်ပါတယ်။ အဲ့ဒီငလျင်ကြောင်ရန်ကုန်မြို့မန္တလေးမြို့စကိုင်းမြို့နေပြည်တော်အပါဝင်မြန်မာတနင်္ဂနွေလုံးငလျင်လှုပ်ခတ်မှုကိုတိတိတသာ ခံစားခဲ့ရပြီးတပ်တင်းကအဆောက်အုံတွေဟိုတယ်တွေလေဆိပ်တွေလူနေအိမ်တွေပျော်ကြပျက်စီးမှုတွေမိလောင်ကျွမ်းမှုတွေဖြစ်ပေါ်ခဲ့တဲ့အပြင်ရန်ကုန်မန္တလေးအမြန်လမ်းမှာလည်းထိခိုက်ပျက်စီးမှုအများပြားရှိခဲ့တယ်လို့လူသေဆုံးမှုတွေပျောက်ဆုံးမှုတွေလည်းရှိခဲ့ပါတယ် ငလျင်နံကိုမြန်မာနိုင်ငံထဲကမြို့တွေအပြင်ထိုင်းနိုင်ငံထဲကဘန်ကောက်ရှင်းမိုင်နဲ့မေဆောက်မြို့တွေမှာပါခန်းစားခဲ့ရပြီးထိုင်းဝင်ကြီးချုပ်ပေတုံတန်ရှန်နဝက်ကတော့ဘန်ကောက်မြို့ကိုအရေးပေါ်အေရီယာအဖြစ်ကြီးညာဖို့ပြည်ထောင်ဝင်ကြီးဌာနကိုညွှန်ကြားခဲ့တဲ့အပြင်ထိုင်းတနိုင်ငံလုံးကိုလည်းအရေးပေါ်အခြေအနေဖြစ်မှတ်ယူဖို့အကူအညီလိုအပ်သူတွေကိုချက်ချင်းအကူအညီပေးဖို့ပြောကြားလိုက်ပါတယ်။ငလျင်ပညာရှင်တွေကတော့အခုလှုပ်ခတ်ခဲ့တဲ့ငလျင်ဟာမြန်မာတမိုင်းမှာ အင်အားအပြင်းဆုံးငလျင်ဖြစ်သတ်မှတ်ခဲ့ကြပြီးနောက်ဆက်တွဲငလျင်တွေလှုပ်ခတ်နိုင်တဲ့အကြောင်းသတိပြုနေထိုင်ကြဖို့နှိုးဆော်ထားပါတယ်။အခုလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်မန္တလေးတိုင်းဟာထိခိုက်မှုအများဆုံးဖြစ်ခဲ့ပြီးမန္တလေးလေရင်ကွင်းအဆောက်အုံတချို့ပြစ်စီရာဟိုတယ်အလုံးလိုက်ပြိုကျတာလူနေပြိုကျတာတွေနဲ့စကိုင်းတတာဟောင်းပြိုကျတာတွေအပြင်မစိုးရင်ကျောင်းတွေကဓမ္မရခိတကျောင်းဆောင်ပြိုကျမှုတွေဖြစ်ပွားခဲ့ပါတယ်။ ဒါအပြင် နေပြောစေယုံကြောကအဆောင်အုံတွေလွှတ်တော် ခလာယာ85တက်ယုံ တိုင်းစစ်ဌာနချုပ်ယုံနဲ့ကြောင်းမြေနာပြားလိုက်မြို့မစေတပြေကုန်းစင်းနဲ့ Ocean Zeeway စင်နာရဲ့အပါအဝင် လူနေအိမ်တွေလည်းပျော်ကြပျက်စီးခဲ့လို့သိရပါတယ်။အဲ့လိုပဲနေပြောကပေါင်းလေစေရဲ့နိုင်ရန်တွေအကွယ်သွားတဲ့အတွက်စေကျိုးမှာကိုဒေသခံတွေကစိုးရင်နေပြီးစေဘက်ကလည်းတူလောင်ထားတဲ့ရေတွေကိုဖောက်ချမှာဖြစ်တယ်ဆိုပြီးသတင်းတွေထွက်ပေါ်နေပါတယ်။ ဒုတိယသတင်းတပုတ်အနေနဲ့မြန်မာဒီမိုကရေစီရေးအတွက်ချက်နိုင်ငံအထောက်ပံ့ပေးဖို့ဆွေးနွေးရသတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာအကူအညီအထောက်ပံ့ပေးနိုင်ဖို့ကိစ္စကိုချက်နိုင်ငံကြားရေးဝန်ကြီးနဲ့တွေ့ဆုံချင်းအပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ NUG အစိုးရကသတင်းထုတ်ပြန်ပါတယ်။ NUG အစိုးရနိုင်ငံကြားရေးဝန်ကြီးဒေါ်စင်မအောင်နဲ့ချက်သမ္မတနိုင်ငံနိုင်ငံကြားရေးဝန်ကြီးတို့က မက်လ29ရက်မှာတွေ့ဆုံခြင်းအကူအညီပေးဖို့ကိစ္စဆွေးနွေးခဲ့ကြတာဖြစ်ပြီးလက်ရှိအခြေအနေကိုလည်းဆွေးနွေးခဲ့ကြတယ်လို့ NUG နိုင်ငံရဲ့ဝန်ကြီးဌာနကမက်လ28ရက်မှာထုတ်ပြန်တာဖြစ်ပါတယ်။ဆွေးနွေးအဖြေရှာမှုကို NUG အစိုးရအနေနဲ့မြန်မာရေးထောက်ခံပံ့ပိုးပေးနေတဲ့ပြည်တွင်းပြည်ပကကျွမ်းကျင်သူတွေကိုဖိတ်ခေါ်ပြီးပူပေါင်းလှုပ်ဆောင်တင်တယ်လို့နိုင်ငံရေးလှလှသုံးသက်သူတို့ကပြောပါတယ်။ ချက်သမရနိုင်ငံဟာလွန်လန်းမှုနဲ့ဒီမိုကရေစီရဲ့အတွက်တိုက်ပွဲဝင်နေတဲ့မြန်မာပြည်သူတွေနဲ့အတူအခိုင်အမာရပ်တည်နေရလို့ချက်သမရနိုင်ငံနိုင်ငံရေးဝန်ကြီးကဆိုပါတယ်။ချက်သမရနိုင်ငံဟာမြန်မာဒီမိုကရေစီရဲ့လှုပ်ရှားမှုအပေါ်အခိုင်အမာထောက်ခံမှုရှိတဲ့နိုင်ငံဖြစ်တယ်လို့ NUG ကိုယ်စားလှယ်ရုံးဝယ်လဲချက်နိုင်ငံမှာဖွင့်လဲခွင့်ပြုထားတာဖြစ်ပါတယ်။တတိယသတင်းတစ်ပုဒ်အနေနဲ့လင်းမြနာစစ်ဘေးရှောင်ပြည်သူတွေကိုကြေးရအုပ်ချုပ်ရေးမှုတွေကနေရပြန်လာဖို့ဖိအားပေးနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဤရာဝတီတိုင်းလင်းမြင့်နာမြို့နယ်ကစစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှုတွေဟာစစ်ဘေးရှောင်ပြည်သူတွေကိုနေရပြန်လာကြဖို့ဖိအားပေးချင်းချောက်နေရလို့ဒေသခံတွေကပြောပါတယ်တိုက်ပွဲဖြစ်ပေါ်နေတဲ့အနီးတစ်ဝိုက်ကျေးရွာတွေကပြည်သူတွေကိုစစ်တပ်ကလူသားတိုင်းကအဖြစ်ပြုလုပ်နေပြီးအခုလည်းစစ်ဘေးရှောင်ပြည်သူတွေကိုအတင်းအကျပ်နေရပြန်ခိုင်းတာဟာလူသားတိုင်းလို့ဖို့ဖြစ်နိုင်တယ်လို့ ERB လူငယ်များတမကအေဝိုင်ယူရဲ့ပြောရေးဆိုခွင့်ရှိသူက MP ကိုပြောပါတယ် စစ်ပေးချောင်တွေအနေနဲ့နေရမှာပြန်လည်နေထိုင်တာမျိုးမရှိပါကနေကိုချိတ်ပိတ်တာဖန်စီအရေးယူတာတွေပြုလုပ်မယ်ဆိုပြီးချင်းချောင်းနေလို့သိရပါတယ်။လက်ရှိမှာတော့လင်းမြနာမြို့နယ်ကဝက်ကုံတုံတော်အထက်စုရှာတော်စုကျောင်းကွင်းရွာတွေအပါဝင်ကျေးရွာစစ်တရာကဒေသခံပြည်သူတွေဟာဘေးလွတ်ရာကိုတင်းချောင်းနေကြရတယ်လို့သိရပါတယ်။လင်းမြနာမြို့နယ်နဲ့နေနမရှင်ထိဆက်နေရရည်ကြည်မြို့နယ်မှာလည်းစစ်ကောင်စီတပ်နဲ့အာရခတပ်တော်ဥဆောင်တဲ့တော်လင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ်။ နောက်ထပ်သတင်းတပုတ်အနေနဲ့ PDF တင်အနေနဲ့လက်နက်စွန့်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းကိုဝင်ရောက်ဖို့စစ်ကောင်ဆောင်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ PDF တင်လက်နက်စွန့်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းဝင်ရောက်ဖို့စစ်ကောင်စီကောင်ဆောင်ဗိုလ်ချုပ်မြင့်ကြီးမင်းအောင်လည်းက280မြောက်တက်မတော်နဲ့မင်းခုံမှာထက်သွင်းပြောကြားခဲ့ပါတယ်။ နိုင်ငံရေးနိုင်ငံကိုစပွဲပိုင်းပေါ်မှာပဲအဖြစ်ရှာနိုင်မှာဖြစ်တဲ့အတွက်ညီညာရေးဆွေးနွေးမှုတွေကိုအမြဲတမ်းလမ်းဖွင့်ထားပြီးမင်းအောင်လှိုင်ကျင်းပမဲ့ရွေးကောက်ပွဲမှာအနိုင်ရပါတီကိုနိုင်ငံတာဝန်လွှဲပြောင်းပေးမှာဖြစ်တယ်ဆိုပြီးစစ်ကောင်ဆောင်ကပြောခဲ့ရပါစစ်ကောင်ဆောင်မင်းအောင်လှိုင်ကတော့သူတို့ကျူးလွန်ထားတဲ့ဆေးရဆွမ်းမှုလုပ်ရက်တွေကိုတော်လင်းတက်ဖွဲ့ရဲ့ဘောလက်ညှိုးထိုးအပြစ်တင်ခဲ့ပြီးမြို့ရွာတွေကိုတော်လင်းတက်ဖွဲ့ရဲ့ကဖျက်ဆီးတင်အောင်ပြောဆိုသွားခဲ့ရပါ ဒါပြင်2020ရွေးကောက်ပွဲမှာမင်းမတမာမှုတွေရှိခဲ့ရတဲ့အတွက်အာဏာသိမ်းခဲ့ရတယ်ဆိုရက်ဆက်ဆွယ်အကြောင်းပြချက်ကိုအချိန်ချင်းပြောခဲ့ပြီးဖြစ်ပေမဲ့အခုမင်းကွန်းမှာလည်းထပ်မံထည့်သွင်းပြောကြားခဲ့ပါသေးတယ်။2020ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့ NLD ပါတီကလွှတ်တော်ခေါ်ခဲ့ရဟာမတရားတဲ့လှုပ်ဆောင်ချက်ဖြစ်တယ်ဆိုပြီးအာဏာသိမ်းလိုက်ရတာဖြစ်တယ်လို့စစ်ကောင်ဆောင်မင်းအောင်လှိုင်ကဆိုပါတယ်။ဆက်လက်ပြီးနေမြေအပြည့်အဝမထိန်ချုပ်နိုင်တဲ့စကိုင်းတိုင်းတွေကိုတစ်နှစ်ပတ်လုံးခေးသွမ်းမပြတ်ဝင်နေရဆိုပြီး စစ်ကောင်စီတိုင်းဝင်ကြီးချုပ်ဝါရဖြန့်နေတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။နေမြေပြေဝါထင်းချောင်းနိုင်တဲ့မျိုးမရှိတော့တဲ့စကိုင်းတိုင်းအညာဒေသကိုတစ်နှစ်ပတ်လုံးခီးသွားရင်မပြတ်ဝင်ရောက်နေတယ်ဆိုပြီးစစ်ကောင်စီခန့်တိုင်းဝင်ကြီးချုပ်ဦးမရကျော်ကဝါရဖြန့်နေတယ်လို့သိရပါဗျ။ စကိုင်းတိုင်းရဲ့ကော်မတီရဲ့ဖွင့်ဝင်နေတဲ့ခီးသွဲလုပ်ငန်းတာဝန်ရှိသူတွေအနေနဲ့ခီးစဉ်ဒေသတွေဖွံ့ဖြိုးတိုးတက်ဖို့နဲ့ရရှိတည်တံ့ခိုင်မြဲစေဖို့အတွက်ပူးပေါင်းဆောင်ရွက်ဖို့လဲဒေသဆိုင်ရာခီးသွဲလုပ်ငန်းကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ဦးမြတ်ကျော်ကဆက်လက်ပြောပါတယ်။တနှစ်ပတ်လုံးခီးသွဲဝင်ရောက်နေတဲ့ဆိုပြီးကြွားလုံးထုတ်ခဲ့တဲ့တိုင်းဝန်ကြီးချုပ်ကတော့စကိုင်းတိုင်းတွေကိုခီးသွဲဥယျာဉ်ဘလောက်ပမာဏဝင်ရောက်ခဲ့တယ်လဲဆိုတာကိုတော့ထစ်သွင်းပြောဆိုတာမျိုးမရှိပါဘူး။ စစ်ကောင်စီအာဏာသိမ်းပြီးနောက်စကိုင်းတိုင်းထဲမှာ လက်နက်ကင်တော်လင်းရဲ့စတင်ခဲ့တဲ့2021ခုနှစ်စတင်မှာလာကဆက်လို့တော်လင်းတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေစတင်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်တော်လင်းလင်းနှစ်နီပါကာလအတွင်းစကိုင်းတိုင်းအပါအဝင်အညာဒေသကနေမြေအများစုကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDL လက်အောက်ခံတပ်တွေနဲ့ဒေသကာကွယ်ရေးတပ်တွေကခွဲဝေအုပ်ချုပ်နေရတဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအခြေအနေတွေကြောင့်စကိုင်းတိုင်းထဲမှာအရင်ကခီးသွဲလေပတ်မှုများခဲ့တဲ့ မင်းကွင်းဒေသမှာတောင်ခေးသွားလာမှုမရှိတော့ဘူးလို့ဒေသခံတွေကပြောပါတယ်နောက်ဆုံးနိုင်ငံတော်သတင်းတပုတ်အနေနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရအကြံပေးအရာရှိချုပ်တရုတ်နိုင်ငံကိုတရားဝင်ခီးစဉ်တွားရောက်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘင်္ဂလားဒေ့ရှ်အစိုးရအကြံပေးအရာရှိချုပ်ဖြစ်သူမိုဟာမက်ယူနစ်ဟာတရုတ်နိုင်ငံကိုဗုဒ္ဓဂူနေ့ကလေးရက်တာတရားဝင်ခီးစဉ်ဖြစ်တွားရောက်ခဲ့ပြီးဒါဟာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ပြည်တွင်းနိုင်ငံရဲ့အခင်ချင်းအပြောင်းလဲရဖြစ်ပေါ်ပြီးကာလမှာ ပထမအုပ်ဆုံးနိုင်ငံတော်အဆင့်ခီးစဉ်ဖြစ်တယ်လို့ Global Times သတင်းမှာဖော်ပြထားပါတယ်။တရုတ်ဘင်္ဂလားဒေ့ရှ်တန်တမန်ဆက်ဆံရေးဟာ2025ခုနှစ်မှာနှစ်90ပြည့်မြောက်မှာဖြစ်တဲ့အပြင်အခုနှစ်ကိုပြည်သူရှစ်ကြည်ရဲ့နှစ်အဖြစ်သတ်မှတ်ထားတာဖြစ်လို့အခုခီးစဉ်ဟာလည်းအဓိကအဖြစ်နှစ်နိုင်ငံရှစ်ကြည်ရဲ့ကိုအခြေခံထားတာဖြစ်တယ်လို့ Global Times မှာဖော်ပြထားပါတယ်။ဒါအပြင်အခုခီးစဉ်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကနိုင်ငံရေးမတည်မငြိမ်မှုတွေအကြား အကောင့်ခိုင်မာနေစေဖြစ်တဲ့နှစ်နိုင်ငံဆက်ဆံရေးကို ပြသလိုက်တာဖြစ်ပြီးဘင်္ဂလားဒေ့ရှ်မီဒီယာတွေကတော့ယူနီယံတရုတ်ခီးစဉ်ဟာနှစ်နိုင်ငံဆက်ဆံရေးတုံ့ပြန်ဖို့ရည်ရွယ်ဖြစ်တယ်လို့နှစ်90အတွင်းအရေးအပါဆုံးခီးစဉ်အဖြစ်ဖော်ပြထားကြတာပါယူနီယံဟာဘင်္ဂလားဒေ့ရှ်နိုင်ငံဂျာကာလာဆိုယာဖွဲ့ရဲ့အကြံပေးအရာရှိချုပ်ပုဂ္ဂိုလ်အဖြစ်တာဝန်ယူခင်ကတည်းကတရုတ်နိုင်ငံနဲ့ Net China ဆက်ဆံရေးရှိခဲ့ပြီးတရုတ်အစိုးရနဲ့ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်ကြားကအပြန်အလှန်နားလည်မှုဟာထင်ရတဲ့ပုံမှန် Net China တာကြောင့် ဒီအာသာချက်ကပဲ unit ကိုအစိုးရအကြံပေးအဖြစ်ပုံမတိကျထိရောက်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ချိန်မှာဖြစ်တယ်လို့သိရပါတယ်။လက်ရှိဘင်္ဂလားဒေ့ရှ်ဂျာကာလာအစိုးရဟာစီးပွားရေးတိုးတက်ရေးနဲ့ကြီးမားတဲ့စင်ခေါ်မုံဖြစ်တဲ့လူငယ်ရဲ့အလောက်ကန်ရရှိရေးစားရပြဿနာတွေကိုအရေးတကြီးဖြေရှင်းဖို့လိုအပ်နေပြီးလူ့ဆောင်အားအရင်းမြစ်ကြိုးဝပေမဲ့လူငယ်ထုရဲ့၄၀ရာခိုင်နှုန်းနီးပါးဟာအလုံးလက်မဲ့ဖြစ်နေကြတာပါ။ ဒါ့အပြင်လက်ရှိကမ္ဘာအခင်းကျင်းတွေကနေအမေရိကန်နိုင်ငံကဆုတ်ခွာလာတဲ့အကြောင်းအနောက်နိုင်ငံတွေဘက်ကအကူအညီတွေဟာလည်းမတိရှာမီယာဖြစ်လာတဲ့အတွက်စစ်မှုန်ကဏ္ဍနဲ့စိုက်ပျိုးရေးနေပညာမြင့်တင်စားတဲ့နေပြည်တော်မှာပူပေါင်းဆောင်ရွက်ဖို့တရုတ်နိုင်ငံဟာမဖြစ်မနေရွေးချယ်ရမယ့်မဟာမိတ်ဖြစ်လာတယ်လို့သိရပါတယ်။ MP ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြီးရှုနာဆန်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။